ချမ်းမာတော်မူကြပါစေခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ22ရက်နေ့နေ့လည်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရင်ပါဒီ channel လေးကမြေပြင်ချီနေရီကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပထမဆုံးတင်ဆက်ပေးကြတာကတော့ပို့ကုန်ရောင်းဝယ် American Dollar 53သန်းနီးပါးစစ်တပ်လက်အောက်ခံဘဏ်များကိုပြန်လည်ပေးသွင်းခြင်းမရှိမှုနဲ့လုပ်ငန်းရှင်၈ဦးကိုဖမ်းဆီးခဲ့ပြီးလွတ်မြောက်နေသူစီးပွားရေးတမရင်းမင်းလွင်မှာ အင်းနေဝင်အပါဝင်စစ်တပ်ဘက်တော်သားများနဲ့ရင်းနှီးသူဖြစ်ပြီးຫນွေဦးတော်လန်ရေးကိုဝေဖန်ပုတ်ခတ်နေသူဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်ကပို့ကုန်ရငွေ American Dollar 53သန်းနီးပါးစစ်တပ်လက်အောက်ခံဘဏ်တွေကိုပြန်လည်ပေးသွင်းခြင်းမရှိဘူးလို့ဆိုကာပို့ကုန်တင်ပို့သူလုပ်ငန်းရှင်၈ဦးကိုဖမ်းဆီးလိုက်ပြီးတချို့မှလွတ်မြောက်သွားကြောင်းစစ်တပ်ကယမနီညာပိုင်းသတင်းထုတ်ပြန်ပါတယ်။ရန်ကုန်အခြေစိုက်မဟာနတီ International Company Limited မှဒါရိုက်တာများဖြစ်ကြတဲ့ဦးရဲလွင်ဒေါ်ကွန်တီ ဒေါ်ပြူပြူစင်ဒေါ်မြင့်မြင့်လှိုင်နဲ့ဒေါ်ခင်စန်းတီတို့မှ2022ခုနှစ်မှ2024ခုနှစ်အတွင်းပြည်ပကို American Dollar 52တန်းကျော်တန်ဖိုးရှိမက်ပေးများတင်ပို့ခဲ့ပြီးစစ်တလောက်ကံပန်းများတန်ကိုပို့ကုန်ရငွေ American Dollar တန်40ကျော်ပြန်လည်ပေးသွင်းရန်ကြံရှိလျက်ရှိကြောင်းထို့တူဦးဟင်နရီခင်မောင်နဲ့ဒေါ်ဖြူဖြူစင်တို့နှစ်ဦးအမည်နဲ့တည်ထောင်ထားတဲ့ RK Shipping and Trading Company Limited အနေနဲ့လည်း2022ခုနှစ်မှ2024ခုနှစ်အတွင်း ပြည်ပကိုအမေရိကန်ဒေါ်လာ၅တမ၅သန်းကျော်တန်ဖိုးရှိမက်ပေးများတင်ပို့ခဲ့ပြီးအမေရိကန်ဒေါ်လာ၂သန်းကျော်မှာစစ်တပ်ထံကိုပြန်လည်ပေးသွင်းခဲ့ခြင်းမရှိကြောင်းသိရှိရပါတယ်။ထပ်မံစစ်ဆေးတွေ့ရှိချက်တွေအရဥဟင်နရီခင်မောင်ဟာတောက်ဖြစ်သူဦးရဲမင်းလွင်နဲ့ခင်မီရင်းနေတဲ့ဥဘိုဘိုတန့်ရဲ့တောသားကြီးကမ်ပဏီလီမိတက်အမိခံပြီး2024ခုနှစ်အတွင်းပြည်ပကိုအမေရိကန်ဒေါ်လာ၁သန်းကျော်ဖို့တန်ဖိုးရှိတဲ့မက်ပေးနဲ့ပေးစင်းကိုမြောက်ကိုတင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်အမေရိကန်ဒေါ်လာ ကိုတသမ၃တန်းကျော်မှစစ်တပ်ထံကို ပြန်လည်ပေးသွင်းရန်ကြံရှိနေကြောင်းထို့တူဦးရင်မင်းလွင်ဟောင် Ocean Lion King Company Limited အမည်ကိုအသုံးပြု၍ပေမျိုးစုံတင်ပို့လျက်ရှိကြောင်းတရင်ရရှိတဲ့အတွက်ထက်မှန်စစ်စစ်ခဲ့ရမှာ2022ခုနှစ်မှ2024ခုနှစ်အတွင်းပြပကို American Dollar 1.6တန်းကျော်တန်ဖိုးရှိမက်ပေးများကိုတင်ပို့ခဲ့ပြီးနိုင်ငံတော်ကိုပို့ကုန်ရောင်းဝယ်များပြန်လည်ပေးသွင်းရန်ကြံရှိလျက်ရှိကြောင်းသိရှိရပါတယ်။ဒါ့အပြင်ဦးရင်မင်းလွေက နိုင်ငံတော်ကိုပို့ကုန်ရောင်းဝယ်များပြန်လည်ပေးသွင်းမှုမရှိတဲ့အတွက်ကြောင့်၎င်းရဲ့ကုမ္ပဏီများအားပို့ကုန်သွင်းကုန်လိုင်စင်ပိတ်သိမ်းခံရမှုအပေါ်ကြီးနေမှုမရှိတဲ့အတွက်ပေမျိုးစုံရောင်းဝယ်တဲ့လုပ်ငန်းလုပ်ကိုင်ရန်အတွက်ကုန်တယ်များဝေစာများတောင်သူများချိတ်ဆက်ဆောင်ရွက်လျက်ရှိတဲ့ Online Pulses Myanmar Association အမည်ရှိတဲ့ Viber Group မှာမြန်မာနိုင်ငံပေးမျိုးစုံပြောင်းနေနှန်းကုန်တဲ့အသင်းများမှတာဝန်ရှိသူများကိုယုံရင်ကြမ်းတမ်းစွာဆဲဆိုခြင်းအသက်အန္တရာယ်ချင်းချောက်တဲ့ စာသားများရေးသားဖော်ပြခြင်းများဆောင်ရွက်ခဲ့တယ်လို့စစ်တပ်ကဆိုပါတယ်။ပြည်ပကိုပို့ကုန်များတင်ပို့ခဲ့ပြီးပို့ကုန်ရောင်းဝယ်ပြန်လည်ဝင်ရောက်ခြင်းမရှိခဲ့တဲ့ကုမ္ပဏီများမှတာဝန်ရှိသူများဖြစ်ကြတဲ့ဦးရင်မင်းလွင်ထွက်ပြေးတင်ရှောင်းဒေါ်ကွန်တီထွက်ပြေးတင်ရှောင်းဒေါ်ပြပြစင်ထွက်ပြေးတင်ရှောင်းဒေါ်မြင့်မြင့်လိုင်းဖမ်းမိဒေါ်ခင်စန်းတီဖမ်းမိဦးဟင်နရီခေမောင်ဖမ်းမိဦးပူပူတန့်ဖမ်းမိနဲ့ဦးတီကိုထွက်ပြေးတင်ရှောင်းတို့ရှစ်ဦးနဲ့ အသင်းမှတာဝန်ရှိသူတွေကိုယုံရင်ကြံတန်းစွာဆေးဆိုခြင်းအသက်အန္တရာယ်ချင်းချောက်ခြင်းများဆောင်ရွက်ခဲ့သူဥယျာမင်းလွင်ထွက်ပြေးတင်းရှောင်တို့ပေါ်၎င်းကျွလွန်ခဲ့တဲ့ပြစ်မှုများအလိုက်တိရောက်စွာအရေးယူသွားမှာဖြစ်ကြောင်းစစ်တပ်ကထုတ်ပြန်ပါတယ်။ရင်းမင်းလွင်ကအင်းနီဝင်းတို့ကြော်နေဝင်းတို့နဲ့ရင်းနေတယ်။မကြာခဏစုံနေသူလည်းဖြစ်တယ်။ရင်းမင်းလွင်ကသူ့ Facebook ကနေຫນွေဦးတော်လန်ရေးကိုအမြဲတမ်းဝေဖန်နေတဲ့သူလည်းဖြစ်တယ်။ သူ့ကိုဒေါ်လာ9တန်လိမ်သွားလို့ဆိုပြီးဇော်ဇော်လေးခေါ်ဇော်မင်းတန်ကိုသူ့စီခေါ်လာဖို့တာဂီတလူမိုက်ဝင်းထွက်ဝင်းနဲ့ကြင်းမြင့်တိုင်ငါးစီးကလူမိုက်ကြောကြောကိုတင်းရာထောင်ချီပေးပြီးခေါ်ခိုင်းတယ်။လူလူမိုက်တွေကအဲ့ဒီပက်စံတွေဘုံသွားပြီးသူ့ခေါ်ခိုင်းတဲ့သူကိုလည်းမခေါ်ပေးလို့ live တွေလွှင့် post တွေတင်နေတာသူကအခုဘန်ကောက်မှာရှောင်နေတာလို့အဆိုပါဖြစ်စဉ်ကိုသိရှိသူစီးပွားရေးအတိုင်းဝိုင်းနဲ့နေဆက်သူတို့ကရှင်းပြပါတယ်။အချမ်းဖတ်စစ်တနဲ့ ပို့ကုန်ရငွေနိုင်ငံခြားငွေမပေးသွင်းတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီ198ခုနဲ့ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်တွေကိုနာမည်ပြက်စည်းရင်သွင်းကြောင်းယခုနှစ်ဇွန်လအတွင်းမှာကြေညာခဲ့ပါတယ်။ NLD အစိုးရလက်ထက်2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်များတင်ပို့ခဲ့ကြတဲ့ပို့ကုန်သွင်းကုန်ကုမ္ပဏီတွေကိုအကြမ်းဖက်စစ်ကောင်စီက၎င်းလက်အောက်ခံပန်းများအတွင်းကိုနိုင်ငံခြားသုံးငွေများပြန်လည်ထည့်သွင်းရန်ပြောင်းပေးခဲ့ကြောင်း တို့ရမကော်မတီတွေကပို့ကုန်ရငွေနိုင်ငံခြားငွေတွေကိုထည့်သွင်းခြင်းမရှိတဲ့အတွက်ကော်မတီများအားပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းခြင်းကိုဆောင်ရွက်ခဲ့ကြောင်း2016ခုနှစ်မှ2020ခုနှစ်အတွင်းပို့ကုန်တင်ပို့ခဲ့ပြီးပို့ကုန်ရငွေပြန်လည်ဝင်ရောက်ရန်ကြံရှိနေတဲ့ပူရဲပါကော်မတီ198ခုဟာနိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေစီမင်းအမိတ်ကြောင့်ဇာတို့ပါတတ်မှတ်ချက်များအားလိုက်နာခြင်းမရှိတဲ့အတွက်ကော်မတီနဲ့ကော်မတီရဲ့ဒါရိုက်တာအဖွဲ့ဝင်များအား မိမဲစင်းထက်တွင်ကြောင်စစ်တလောက်ကဘိုးဘံကကြေညာခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ဖေကုံအနောက်ချင်းတိုက်ပွဲတွေမှာ PNO PND ပြည်သူစစ်ကဗိုလ်မှုတွေအပါအဝင်တိုက်စုံမှုများပြားနေကြောင်းတင်ဆက်ပေးပါမယ်ရှမ်းပြည်တောင်ပိုင်းဖေကုံမြို့နယ်တိုက်ပွဲတွေအတွင်းမှာစစ်ကောင်စီလက်အောက်ခံပအိုပြည်သူစစ် PNO PND တပ်ကဗိုလ်မှုတွေအပါအဝင်တိုက်စုံမှုများနေတယ်လို့ဒေသခံစီရင်တရင်ရှိမြင့်နဲ့ရဲဘော်အချို့ကပြောပါတယ် ဖေခုံမြို့နယ်နဲ့နောက်ဘက်ကျန်းကဘောရန်နဲ့တောင်စလုံးကြီးရော်ဒီဘက်မှာဒီမနေ့နိုဝင်ဘာလ21ရက်နေ့ထိတိုက်ပွဲတွေနေ့စဉ်ဖြစ်နေတာလို့ဆိုပါတယ်။ရတိုင်းထိတွေ့မှုဖြစ်နေတယ်။ခေါင်းဤအုပ်စုတဲကဘောရန်ရောတောင်စလုံးရောအဲ့ဒီတကြောလုံးမှာလို့ဖေကုံမြို့နယ်တိုက်ပွဲတွင်မှရှိနေတဲ့ရေးပေါ်တအုပ်ကပြောပါတယ်။တိုက်ပွဲတွေအတွင်မှာ PNO ဘက်ကပုံမှု3အပါအဝင်တပ်သားအစ်စ်တွေ10နဲ့ချီတိုက်စုံနေတယ်လို့လဲရှက်တောင်စီရီတရင်ရမြစ်ကပြောပါတယ်။လူသားတိုင်းအနေနဲ့တက်ရတာလေ နောက်ပြန်ဆုတ်ပေးတဲ့လူကစက္ကဆရဲ့နောက်ကြီးစားတွေဖြစ်ကုန်တာသွားတိုက်တဲ့လူတွေကတချို့စုရွာသားတွေပဲတင်တန်းမှမတက်ရတာစံကားဒေတာဖက်ကရွာရင်းနဲ့အင်းလေးတောင်ပိုင်းကထီကိုညောင်လေးပင်နန်းပေါ်စတဲ့ရွာသားတွေပါတယ်လို့၎င်းက PNO တပ်သားတွေတိုက်စုံးမှုနဲ့ပတ်သက်လို့ရှင်းပြပါတယ်။ဒါအပြင်ဘောရန်ကြေးရွာအနီးတိုက်ပွဲတွေမှာနိုဝင်ဘာလ၁ရက်နေ့ကနေ၁၅ရက်နေ့တွင် PNO ဘက်ကပုံမှုအစစ်၃ဦးတိုက်စုံးခဲ့တယ်လို့သိရှိရပါတယ်။ ဖေကုံမြို့နယ်ဘောရင်ကြီးရွာကိုမိဝင်ရှို့တဲ့ PNO စစ်ကြောမှုဘုံမှုခွန်ဆူအောင်စနိုက်ပါတိပီတေသွားတယ်ဘုံမှု၃ရောက်တေးတယ်ဘုံမှုဖိနဲ့နောက်တစ်ယောက်က15ရက်နေ့တိုက်ပွဲမှာတေးတယ်လို့ PNO တက်နဲ့နီးစပ်သူကပြောပါတယ် PNO အရာရှိနဲ့တက်သားတွေတေးဆုံမှုဇာပနာကို PNO ဘက်ကတိတ်တဆိတ်လှုပ်ခိုင်းပြီးလူသစ်စုဆောင်းမှုတွေစက်တိုက်လုပ်နေတယ်လို့လည်းသူကပြောပါတယ်အော်ရိုဘလာဒုတိယအဖက်ကဆာလို့စစ်ကောင်စီတက်နဲ့ပို့ပြည်သူစစ်ကအင်အား900ဝန်းကျင်အုံပြုတ်ပြီး ပင်လောင်းကနေဖေကူမြို့နယ်ဘက်ကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ရွေးကောက်ပွဲနဲ့ကရင်နီဝင်ပေါက်ဖြစ်နေတာကြောင့်လို့ရှမ်းတောင်စီးရီးတရင်ရင်မြင့်စစ်အုပ်စုစစ်ကြောင်းထိုးမှုနဲ့ပတ်သက်လို့တုံ့တက်ပါတယ်။တော်လိုင်းအင်အားစုတွေထင်းချုပ်ထားတဲ့ပင်လောင်းနယ်ဖေကူမြို့နယ်အဆက်ကတောင်မဲတင်မြောက်စလုံးနဲ့ဘောရင်ကြီးရွာတွေကိုအော်တိုဘန်လမ်းစမ်းပိုင်းမှာစစ်ကောင်စီတပ်နဲ့ PNU ကထိုးစစ်ဆင်ခဲ့ပြီးဒေသခံပြည်သူနေအိမ်တွေရွာလုံးကျွတ်မိရှုခဲ့တဲ့ရုတ်တံမှတ်တမ်းတချို့လည်းထွက်ပေါ်ထားပါတယ်။ဂရင်းနီပြည်နယ်နဲ့ ြည်နယ်တလျှောက်စီးရဲခြင်းတွေအရလွိုက်ကောဒီမော့ဆိုဖရူဆိုဘောလခင်းနဲ့ရှန်ကရနီနေဆက်ဖေကုံမြို့နယ်တွင်မှစစ်ကောင်စီကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်နေတယ်လို့ကရနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကထုတ်ပြန်ထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းလာကတော့စစ်အာဏာသိမ်းမှုကိုအားပေးခဲ့တဲ့ဝန်ကြီးအောင်စိုးသိမ့်ရဲ့သားအေဂျင်လှိုင်းတရားအရှိပိုင်းကြံ့ဖို့မလောင်းဖြစ်ရွေးကောက်ပွဲဝင်ပေမဲ့လုံခြုံရေးကြောင့်မဲမဆွေရွေးပင် အောက်ခြေပါတီဝင်များနဲ့လည်းအဆင်မပြေခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ NLD အစိုးရနဲ့ဒေါ်စင်စုကြည်ကိုအပုတ်ချခဲ့သူစစ်အာဏာသိမ်းမှုကိုအားပေးခဲ့တဲ့ဝန်ကြီးအောင်စိုးသိမ်းရဲ့သားအေဂျင်ဟာလိုင်တာယာမြို့နယ်အရှိပိုင်းကြက်ဖို့အမတ်လောင်းဖြစ်ဝင်ရောက်ရှင်းပြိုင်ပေးမယ်လေ။မင်းမဆွေရေပဲအောက်ခြေပါတီဝင်များနဲ့လည်းအဆင်မပြေဖြစ်နေကြောင်းကြက်ခံရေးတရင်ရင်မြစ်ကပြောဆိုပါတယ်။တရင်မီဒီယာကောင်စီမှအတွင်းရေးမှုယာတုထမ်းဆောင်နေတဲ့ကြားမှာကြက်ဖို့ပါတီရဲ့လိုင်တာယာမြို့နယ်အရှိပိုင်း ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ကြက်ဖို့ပါတီကိုစားပြုပြီးအေဂျင့်ကဝင်ရောက်ရှင်းပြကြောင်းတို့ရမှာလုံချုံကြီးစိုးရင်ကြက်ကြောင်းအေဂျင့်မှာပေါ်ပေါ်တင်တင်မင်းမဆွေရဲပင်မင်းဆွေစီယုံကြီးလှူရှာမှုအများစုမှာခိုးကြောင်ခိုးဝက်လိုက်ပါကြောင်းရင်းအပြင်လိုင်တရာမြို့နယ်အရှိပိုင်းမှာအောက်ခြေကြက်ဖို့ပါတီဝင်များနဲ့လည်းအစမပြေကြောင်းအေဂျင့်ကအောက်ခြေပါတီဝင်များနဲ့တရဇာတာမဖြစ်ပေခွေကြဆက်ဆံမှုများရှိနေကြောင်းသိရှိရပါတယ်သူကဝန်ကြီးအောင်ဦးစိုးတိန်တာဆိုပြီး ဘိုးကသူ့ကိုပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ချပေးတာတကယ်ကလိုင်းတောင်ရအရှိပိုင်းမှာဝင်ပြိုင်မဲ့ပြည်သူ့လွတ်တော်အမတ်လောင်းကရှိပြီးသားသူ့ကိုဘိုးကချပေးတော့အောက်ချီမှာညင်းမရဘူးသူကသူ့ရဲ့မဲဆွယ်ဆိုင်ဖို့တင်တာတွေနောက်ပြီးမဲဆွယ်လှူရှာမှုတွေမှာတပ်ပုံမရိုက်ခိုင်းဘူးတင်ထားတာတွေလည်းအကုန်လုံးဖျက်ခိုင်းတယ်သူ့လုံခြုံရေးဆိုပြီးအဲ့ဒီလူတွေလှုပ်ခိုင်းတာသူကစကားပြောတော့လဲအထက်စီးကဖြစ်တော့အောက်ချီပါတီဝင်တွေကသူ့ကိုသဘောမကျဘူးလို့ချန့်ခံရေးတင်းရင်မြစ်ကဆိုပါတယ် ။အေဂျန်မှာလိုင်တယာမြို့နယ်အရှေ့ပိုင်းတွင်မဲဆွယ်စီယုံရေလှုပ်ရှားမှုများမှလိုက်ပါခြင်းမပြုဘဲနဝဒေးအိညာ FMI အိညာကိတ်တူသောနေရာမျိုးတွင်သာမဲဆွယ်ကြောင်းမဲဆွေဆိုင်ဖို့ဖွင့်ပွဲများမှာလည်း၎င်းရဲ့လုံခြုံရေးအဖွဲ့နဲ့လာရောက်ကြကြောင်းသိရှိရပါတယ်။အေဂျင့်ရဲ့ဖခင်ဖြစ်သူဆိုတဲ့မှာ2017ခုနှစ်အစောပိုင်းမှာ2016ခုနှစ်ထိတိမ့်စိန်အစိုးရလက်ထက်တမရာယုံဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပြီးစစ်အာဏာသိမ်းရန်အမျိုးသားရေးလှုပ်ရှားမှုများနဲ့ လှုပ်ဆောင်မှုတွေကိုနောက်ွယ်မှပံ့ပိုးပါဝင်ခဲ့သူဖြစ်ကြောင်း2021ခုနှစ်စစ်အာဏာသိမ်းချိန်မှာစိုးသိမ်းကစစ်အာဏာသိမ်းမှုကိုလွန်စွာကောင်းမွန်တဲ့လုပ်ရဖြစ်ကျွန်တော်တို့မြန်မာနိုင်ငံဟာ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာလွတ်လပ်ရေးရတယ်လို့ရေးသားဖော်ပြခဲ့ပါတယ်။ရည်အပြင်အကြံဖတ်စစ်တပ်ဘက်မှဗိုလ်ချုပ်အောင်တဦးဖြစ်တဲ့ဝန်ကြီးအောင်စိုးသိမ်းရဲ့တားဖြစ်သူအေဂျင့်တို့ကပြည်သူစံကောင်းတပ်မင်းကိုကမာရွတ်မြွနဲ့ဗဟန်းမြွနဲ့ဗဘဲတဲ့မြွနဲ့တို့မှပုံမှန်905ကကြီး ပုံမှန်66ကာဂျီတို့နဲ့အမှုဖွင့်တဲ့အပြင်တရမကျောင်းဖြစ်ပါငွေကျပ်သိန်းထောင်ကျီရောကြီးတောင်းနေပါတယ်။ဘူဂျိုဟောင်းစိုးသိန်းနဲ့တားဖြစ်သူအေဂျင့်တို့က Facebook လူမှုကွန်ရက်မှာစစ်အာဏာသိမ်းမှုကိုထောက်ခံတဲ့မိသားစုအဖြစ်ဝေဖန်ခဲ့တဲ့ပြည်သူမှန်သမျှကိုမြို့နယ်ရဲတပ်ဖွဲ့များမှအမှုဖွင့်ခြင်းမြို့နယ်တရားရုံးများမှတရားစွဲခြင်းနဲ့ခရိုင်တရားရုံးများမှသိန်းထောင်ကျီရောကြီးတောင်းမှုများလှုပ်ဆောင်နေခြင်းဖြစ်ကြောင်းစိုးသိန်းတားဖရဲ့တရားစွဲခံရသူတွေဟာ တာမန်ပြည်သူမှစတင်ပြီးလုပ်ငန်းရှင်များထိပါဝင်ပါတယ်စစ်တပ်အတိုင်းဝိုင်းလည်းဖြစ်တဲ့ပြင်တာဖြစ်သူအေးချမ်းမှာမင်းအောင်လိုက်ကဖွဲ့စည်းပေးထားတဲ့မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့အထွေထွေအတွင်းရေးမှုအဖြစ်လည်းတာဝန်ယူထားပါတယ်ပူဂျိုကြီးအောင်စိုးသိမ့်ဟာတမ္မရာဦးသိန်းစိတ်အစိုးရလက်ထက်မှာတမ္မရာရဲ့ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးအေးချမ်းကတော့လုပ်ငန်းရှင်လည်းဖြစ်ကမင်းအောင်လိုက်ဖွဲ့စည်းထားတဲ့သတင်းမီဒီယာကောင်စီမှအတွင်းရေးမှုယာရုနဲ့စစ်ကောင်စီအတွက်အဓိကဝါဒဖြန့်ပေးနေသူလည်းဖြစ်ပါတယ် ဘူဂျောင်စုတင်ရတာအေဂျင်ကတရင်မီဒီယာကောင်စီရဲ့အတွင်းရင်မှုအဖြစ်နိုင်ငံတကာတရင်မီဒီယာညီလာခံတွေကိုတက်ရောက်က NLD ကမေခိုမေလင်၍စစ်တပ်ကအာဏာသိမ်းရကြောင်းလူမှုကွန်ရက်မှတဆင့်တရင်တူတရင်မတွေကိုမီဒီယာများကဖြန့်ဝေနေကြောင်းစသဖြင့်စစ်ကောင်စီကိုကာကွယ်တဲ့ဝါရဖြန့်မှုတွေကိုအကြီးအကျယ်လှုံ့ဆော်ခဲ့ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့ကြားဖြန့်ဂိုင်းတွေကိုနှိမ်နှင်းရန်တိုက်တွန်းတဲ့ American Congress ကြားနာပွဲအတွက်ဂျေဇူးတင်ကြောင်း CRPH ထုတ်ပြန်ခဲ့ပြီး စစ်ဗိုလ်ချုပ်တွေအာဏာတည်မြဲနေတဲ့ညရဇဝတ်လုပ်ငန်းများရှင်းတန်းကြီးထွားနေလိမ့်မယ်လို့ဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာရှိတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ပတ်သက်တဲ့လွတ်တော်ဆိုင်ရာကြားနာပွဲတရက်ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာ American အထက်လွတ်တော်အောက်လွတ်တော်ကုစလေတွေကျင်းပခဲ့မှုအပေါ်ပြည်နောင်စုလွတ်တော်ကိုစားပြုကော်မတီ CRP အနေနဲ့ကြိုးစားကြောင်းဒီကနေ့ထုတ်ပြန်ပါတယ်။အဆိုပါကြားနာပွဲကနေတဆင့် American အစိုးရထံကိုတိုက်တွန်းမှုတွေကို အမြန်ဆုံးအကောင့်ထည့်ဖော်ဖို့လိုအပ်တယ်လို့ဒီလိုဆောင်ရွက်နိုင်ရွတ် American Concrete ကနေထိရောက်တဲ့ဆောင်ရွက်ချက်တွေချမှတ်လိမ့်မယ်လို့လည်းအခိုင်အမာယုံကြည်ကြောင်းဆိုပါတယ်မြန်မာပြည်တွင်းမှာရှိနေတဲ့ကြားဖြန့်ငွေလိမ်ကိုင်းတွေဟာ American ပြည်သူတွေရဲ့ကျွေးနေစာငွေတွေကိုခိုးယူနေတာကြောင့်ဒါရီကိုကာကွယ်ပေးဖို့ချက်ချင်းလှုပ်ဆောင်ရမှာဖြစ်ကြောင်း Concrete ကြားနာဘွဲကနေတိုက်တွန်းထားတာဖြစ်ပါတယ်အထက်ပါ Concrete ကြားနာမှုဟာနိုဝင်ဘာလ9ရက်နေ့နဲ့6ရက်နေ့တွေမှာ CRPH တာဝန်ရှိသူတွေနဲ့ အမေရိကန်အထက်လွှတ်တော်အောက်လွှတ်တော်အမတ်တွေတွေ့ဆုံခဲ့ပြီးနောက်စီစဉ်ကျင်းပတဲ့ကြာနာမှုဖြစ်ပြီးတွေ့ဆုံမှုအတွင်း CRPH ရဲ့တင်ပြချက်တွေကိုအလေးထားကကြာနာမှုမှာထည့်သွင်းပြောဆိုခဲ့မှုအတွက်ကျေးဇူးတင်ကြောင်းပြောဆိုထားပါတယ်။ဒါအပြင်ငွေလိမ်လုပ်ငန်းတွေကိုအကြံဖတ်စစ်တပ်နဲ့သူ့ရဲ့အကျိုးစီးပွားတွေလက်နက်ကင်အဖွဲ့တွေကခွင့်ပြုထားတာဖြစ်ပြီးစစ်ဘုတ်ကျုပ်တွေအာဏာတည်မြဲနေတဲ့၍အစိုးရရဇဝတ်လုပ်ငန်းတွေဆက်လက်ရှင်းသန်ကြီးထွားနေမှာဖြစ်တာကြောင့်မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်နဲ့ စစ်ဘုတ်ကျုပ်တွေနိုင်ငံရေးမှာပါဝင်နေမှုကိုအဆုံးသတ်နိုင်ရေးဝိုင်းဝန်းလက်တွဲဆောင်ရွက်ပေးကြဖို့နိုင်ငံတကာကိုအလေးနက်တိုက်တွန်းထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မင်းအောင်လိုက်တို့ရှိနေတဲ့၍အမေရိကန်ရဲ့ငွေလိန်ဂိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့ဆီယန်လတ်စိုးဝင်ရဲ့စောင်းပါတပုတ်ကိုတင်ဆက်ပေးပါမယ်ဝါရှင်တန်ဟာမူရင်းစေဝါတိုက်ဖြတ်ရေးအတွက်ဗင်နီဇွဲလာမှာအစိုးရကိုပြောင်းပြစ်နိုင်မှာဖြစ်မယ်လို့တွက်ဆလာနေပြီဖြစ်ပါတယ်ယခုလေမြန်မာစစ်အုပ်စုမှအပိတ်ကူညီနေတဲ့ အွန်လိုင်းငွေလင်ကိုင်းများတိုက်ဖြတ်ရေးမှာအလားတူစဉ်စားရတော့မှာဖြစ်တယ်လို့ Asia Times စာဆောင်မှာရေးသားထားပါတယ်။အရှိတောင်အာရှမှာအခြေစိုက်ထားတဲ့အွန်လိုင်းငွေလင်ကိုင်းတွေဟာတကဘာလုံးအတွက် NGO ကြီးကြောက်ရွံ့လာနေပြီဖြစ်ပါတယ်။ American Bandai ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ငံတည်းမှာပင်2024တနှစ်ထဲမှာဒေါ်လာ30ဘီလီယံဆုံးရှုံးခဲ့ရမှာယခုအခါ16ဘီလီယံထိရောက်ရှိလာနေပြီဖြစ်တယ်လို့သိရှိရပါတယ်။ဒီများအထိဖြစ်လာနေတဲ့အတွက် ွန်ဂရက်နဲ့ Trump အစိုးရဟာအလန့်တကြားဖြစ်လာပြီးတင်သားမြင်သားတဲ့အရေးယူမှုများပြည်လုံရန်စတင်လာပြီးဖြစ်ပါတယ်။ Republican Outlet တို့အမတ် Jefferson Sharif ကပြပအွန်လိုင်းငွေလင်ကိုင်းများဖြိုဖျက်ရေးဥပဒေကြမ်းကို တင်သွင်းလာပါတယ်။အထက်လွှတ်တော်မှလည်း Republican အမတ်ငွေလင်ကိုင်းများရက်ဆိုင်ရေးဥပဒေကိုတင်သွင်းလာပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာ American ရှိနေချုပ်ရုံးက Scam Center Strike Force SCSF ကိုတရားဝင်ဖွဲ့စည်းလာခဲ့ပါတယ်။ ဲ့ဒီအဖွဲ့ဟာလုံနေကြ tax force မျိုးမဟုတ်ပဲပြက်ပြက်တားတားနဲ့လက်မြန်ချင်းမြန်လုံမဲ့အဖွဲ့မျိုးဖြစ်ပါတယ်။အဲ့ဒီလိုရာဇဝတ်ကိုင်းများထွက်ပေါ်လာရခြင်းအားလဲနာတာရှည်လာတဲ့စင်ရဲမွေးတည်မှုအုတ်ချုံမှုအာဏာခြင်းလူကုန်ကူးမှုနဲ့တရားဥပဒေစွန့်မှုမှုပြိုလဲခြင်းအဆရှိတဲ့အရင်ကအကြောင်းတရားများနဲ့ရှိုင်းစွာတည်ရှိလာခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ပထမပိုင်းမှာတရုတ်ရာဇဝတ်ကိုင်းတွေကကာစီနိုများအွန်လိုင်းလောင်းကစား website များမှာတစင်စတင်လာခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာမှာတော့အကျင့်ပြတ်တိုင်းသားလက်နက်ကင်အုပ်စုများနဲ့စစ်အုပ်စုအကြလက်ဝါးချင်းရိုက်ပြီးအကာအကွယ်ပေးထားကအကျိုးမြတ်ခွဲဝေယူရာမှရေတင်လာခြင်းဖြစ်ပါတယ်။အဲ့ဒီလိုလုံနေကြခြင်းကိုတပ်သေးအထောက်အထားတွေကဒုနဲ့ဒီရှိလာနေပြီဖြစ်ပါတယ်။ရှမ်းမြောက်ဒေသမှာရှိတဲ့လောက်ကင်နဲ့မိုင်းလာတွေမှာစစ်တလောက်ကန်ကိုကန့်နေကြောင်းတပ်ဖွဲ့ရဲ့အကာအကွယ်အောက်မှာကြီးထွားလာခြင်းဖြစ်ပါတယ်။စစ်အုပ်စုမှဒုလို့ရက်တွေကိုနှိမ်နှင်းရင်ညှင်းဆူလာခြင်းကြောင့်တရုတ်ရဲ့မီးစိမ်းပြမှုနဲ့ တစ်တုံညာနှစ်ကုန်စစ်စင်ရေးကြီးပေါ်ထွက်လာရခြင်းဖြစ်ပါတယ်။အဲ့ဒီစစ်စင်ရေးမှာစစ်တပ်နဲ့ဆက်နွယ်နေတဲ့ကိုကန့်ကောင်းဆောင်အများပြားဖမ်းဆီးခံခဲ့ရပါတယ်။ရှမ်းမြောက်ဒေသမှာအစိုးပါဂိုင်းများပြိုလဲသွားခဲ့ခြင်းကြောင့်ကရင်နဲ့မွန်ပြည်နယ်များအတွင်းမှာငွေလိမ်ဂိုင်းများကောင်းထောင်ထားလာခြင်းလည်းဖြစ်ပါတယ်။ဒီအထက်မှာနာမည်ဆိုးထွက်လာရသည့်ကကရင်နယ်ကျောင်းဆောင်တပ်ကောင်းဆောင်စောချစ်သူကိုကဲနေတဲ့ရွှေကုတ်ကိုစခန်းပင်ဖြစ်ပါတယ်။၎င်းကမင်းအွန်လိုင်းစီစဉ်လာတဲ့ရွေးကောက်ပွဲကိုထောက်ခံသွားမှာဖြစ်တယ်လို့ လူသိရှင်ကြားပြောကြားထားခဲ့ပါတယ်2023ခုနှစ်မှာစောချစ်သူကိုမင်းအောင်လိုင်းမှဘွေတူးဂုံတူးများပေးအပ်ချင်းမြင်လာခြင်းကပင်၎င်းတို့အချင်းချင်းနှဆိုင်စွာပါဝင်ပတ်သက်နေသည်ကိုပြဆိုနေတဲ့ထက်မှထွက်ပေါ်လာသောတက်တဲ့ဒေါက်တာတကူလည်းဖြစ်ပါတယ်စေယုစုအာနာမြင်းနေတဲ့၍အွန်လိုင်းကိန်းများပုံစံတမျိုးမျိုးနဲ့အကာအကွယ်ပေးနေကြမိတာဖြစ်ပါတယ်2024ခုနှစ်မှာထွက်ပေါ်လာတဲ့အထင်ရှားဆုံးအထောက်အထားတစ်ခုကတော့ထိုင်းဘက်မှအင်တာနက်လိုင်းများကိုဖြတ်တောက်လာတဲ့အခါမှာ စစ်တပ်ရဲ့မိုင်တင်းမှချက်ချင်းလို့လို့အစာထိုးပေးလာခဲ့ခြင်းဖြစ်ပါတယ်။အမေရိကန်မှ၎င်းတို့အားထိ ंछ ုပ်ရန်ပြစ်မှတ်ထားတန်ခတ်ရေးယူလာပါတယ်။သို့တော်လည်းအောင်မြင်သင့်သလောက်မအောင်မြင်ခဲ့ပါဘူး။တည်အတွက်ယခုလို့ SCSF ဖွဲ့စည်းလာခြင်းအားမရှိမဖြစ်လိုအပ်ချက်တရက်ဖြစ်ကျေဆွရမှာဖြစ်ပါတယ်။သူတေသနာပြုချက်တွေအရဒီမိုကရေစီနိလန့်နဲ့အုပ်ချုပ်နေတဲ့ဖိလစ်ပိုင်ဟာနေနေရမှာအာနာရှင်နိုင်ငံများဖြစ်ကြတဲ့မြန်မာလောင်အိုကမ်ဘောဒီးယားတို့ထက် ပို၍တည်ရမှုရှိတာကိုတွေ့ရှိလာပါတယ်။ဝါရှင်တန်ဟာဗင်နီဇွဲလာမှာအုပ်ချုပ်ရေးအဖွဲ့အပြောင်းလဲလုပ်ဖို့စဉ်းစားနေတယ်လို့မြန်မာမှာရှိတဲ့ငွေလိမ်ကိန်းများကိုအပြီးပိုင်ဖျက်သိမ်းလိုပါကမြန်မာစစ်အုပ်စုကိုအလားတူလှုပ်ရတော့မှာဖြစ်ပါတယ်။ဒုကဲ့သို့အပြောင်းလဲလုပ်ရန်မြန်မာမှာအစားထိုးနိုင်မဲ့အစိုးရအဖွဲ့အသင့်ရှိနေပြီဖြစ်ပါတယ်။စစ်မှန်တဲ့ Federal Democracy ရရှိရေးကြိုးစားနေတဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနေရအနှက်စစ်အုပ်ချုပ်ရေးကိုလက်နက်ကင်တွန်းလှန်နေတဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့များ အမျိုးသားညီညွတ်ရေးအစိုးရတို့ဖြစ်ပါတယ်အစိုးရအင်အားစုတွေဟာတပြေးပြေးနဲ့အောင်မြင်မှုများရရှိနေကြပြီဖြစ်ပါတယ်ယခုက၎င်းတို့အားလုံးအမေရိကန်ရဲ့ပံ့ပိုးမှုကိုလိုအပ်နေပါတယ်ကွန်ဂရက်ဟာမြန်မာတို့ရဲ့ဒီမိုကရေစီအရေးအတွက်လိုအပ်သည်များပံ့ပိုးပေးဖို့ဘာမအက်ကိုအတိပြုပြဋ္ဌာန်းပေးခဲ့ပြီဖြစ်ပါတယ်ထိုအချိန်ကငွေလင်ကိုင်းများအရေးဟာယခုလိုအုပ်အော်တောင်းနေဖြစ်မလာသေးတဲ့အတွက်ဥပဒေမှာထိုအရေးကိုဖြည့်ရှင်းရန်ထည့်သွင်းထားခြင်းမရှိပါဘူး။ ဒီအတွက်အထက်မှာဖော်ပြထားတဲ့ဥပဒေကြမ်းများအစိုးပြုလာရခြင်းဖြစ်ပါတယ်။ဘာမာအက်မှာပါရှိတဲ့လူအသက်အန္တရာယ်မပေးနိုင်တဲ့အကူအညီများဆိုသည်ကထိုစဉ်ကငွေလင်ကမ်းများဟာနေဆက်ဖြစ်ကြပြီး American လုံခြုံရေးကိုချင်းချောက်လာတဲ့အနေထားလို့ထည့်သွင်းစဉ်းစားရန်မလိုသေး၍ဖြစ်ပေမဲ့လက်ရှိအနေထားနဲ့မလျော်ညီတော့ပါဘူး။အစိုးရကိုင်းတွေဟာလူကုန်ကူးခြင်းငွေများခဝါချခြင်းလက်နက်မောင်းကိုကုန်ကူးခြင်းများအဆရှိသည့်တို့အကုန်လုတ်ကန်နေကြသူများဖြစ်ပါတယ်။ ၎င်းတို့ကြောင့်ဒေတာတစ်ခုလုံးမတည်ဝင်ခြင်းဖြစ်လာပြီး American အကျိုးစီးပွားကိုထိခိုက်လာနေပြီဖြစ်ပါတယ်။အဲ့ဒီအနေဒါဟာ American မှအကြံဖတ်အုပ်စုဖြစ်တတ်မရင်စဉ်းစားပြီးတစ်ဖက်သက်အရေးယူရန်ဆုံးဖြတ်ထားတဲ့ Venezuela နဲ့အတော်များများတူနေပါတယ်။ American ဟာ၎င်းတို့အကျိုးစီးပွားကိုတိုက်ရိုက်ထိခိုက်လာရင်အရေးယူရန်လက်မနေယခုမြန်မာဟာလည်းထို့သို့ထိခိုက်အောင်လှုပ်လာပြီဖြစ်ပါတယ်။ထိရောက်စွာလုံနိုင်ဖို့ဤလုပ်ငန်းတွေကိုအမှန်တကယ်ဖြစ်မြောက်အောင်လှုပ်ဆောင်သူများဖြစ်တဲ့ အကျင့်ပြအရာရှိများရာဇဝတ်မှုများကျွလွန်နေတဲ့စစ်ဘရင်များနဲ့မြန်မာအစိုးရတရက်လုံးတို့ကိုပြစ်မှတ်ထားနိုင်မှာဖြစ်ပါမယ်။ American ပြည်ထောင်စုဒေတာရင်းအစိုးရများနဲ့နိုင်ငံတကာမိဖတ်များအကြောင်းဟန်ချက်ညီညီတန်တမာရေးဖိအားပေးမှုထောက်လှမ်းရေးအချက်လက်များမျှဝေမှုနဲ့ဥပဒေစိုးမိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတို့လိုအပ်မှာဖြစ်ပါတယ်။အစိုးရဂိုင်းအဖွဲ့တွေဟာကမ္ဘာတဝန်းမှာရှိတဲ့လူတွေကိုအမျက်ထုတ်အနိုင်ကျင့်နေကြတဲ့အတွက် ိုင်ငံတိုင်းက၎င်းတို့ကိုလိမ်လည်သူများဖြစ်စီကျင်ညာပြီးကမ္ဘာလုံးဆိုင်ရာစစ်ပွဲတစ်ဖြစ်သဘောထားတင်ပါတယ်။ထိုစစ်ပွဲမှာအမေရိကန်ပြည်ထောင်စုဟာခင်မမီဒေါ်တဲ့ဘာမာအက်ဥပဒေမှအခွင့်အာဏာတွေကိုပြန်လည်ပြင်ဆင်ပြီး၎င်းတို့လက်ထဲမှာရှိတဲ့ကရိယာတိုင်းကိုအသုံးပြုတင်တယ်ဆိုပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးဝင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတို့များနဲ့ပြန်လာခဲ့ပါမယ် မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချိန်တိုတွင် ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။